ကဘာဦးချမ်းအခန်း29အခန်း29သည်ပါတနာယံပြည်သို့ယာကုပ်ရောက်ရှိခြင်းအကြောင်းဖြစ်သည် အခန်းငယ်1တဖန်ယာကုပ်သည်ခရီးသွား၍အရှိပြည်သားတို့နေရာအရက်သို့ရောက်ပြီးလျင်မျော်ကြည့်၍တောဆ၌ရေတွင်တစ်ခုကိုမြင်၏ထိုတွင်းရေဖြင့်တိုးစုများကို တိုက်တက်သည်ဖြစ်၍တွင်းနားမှာတိုးစုသုံးစုအိတ်လျက်ရှိ၏ ရေတွင်းဝပေါ်မှာကြီးစွာသောကြောက်ရှိ၏တိုးထင်းအပေါင်းတို့သည် ထိုရက်၌စုဝေးသောအခါရေတွင်းဝ၌ဖုံးဟုသောကြောက်ကိုလှိမ့်လှန်၍တိုးများကိုရေတိုက်ပြီးလျှင် ထိုကြောက်ကိုမိမိနေရာရေတွင်းဝပေါ်မှာတဖန်တင်ထားလေရှိ၏ယာကုပ်ကလည်းငါညီကိုတို့တင်တို့သည်ဘယ်အရက်ကလာကြသနည်းဟုမေးလျှင်ငါတို့သည်ခါရန်မြို့ကလာကြသည်ဟု ပြောဆိုလေ၏တဖန်ယာကုပ်က နာခေါ်သားလာဗန်ကိုတိတလောဟုမေးလျင်တိဤဟုပြန်ဆိုတော့သူသည်မာပါဤလောဟုတဖန်မေးပြန်လျင်မာပါဤသူဤသမီးရခေလသည်တိုးများနှင့်တကွလာလိမ့်မည်ဟုဆိုကြလေ၏ရာကုတ်ကလည်းနေအရှင်အလွန်များစွာရှိသေး၏တိုးတို့ကိုစူးဝေးရအရှင်မဟုတ်သေးရေတိုက်ပြီးလျင်တွား၍ထိန်းကြအောင်လောဟုဆိုလေ၏သူတို့ကလည်း တိုးထင်းအပေါင်းစုဝေး၍ရေတွင်းဝ၌ဖုံးအုပ်သောကြောက်ကိုလှိမ့်လံပြီးမှသာတိုးတို့ကိုရေတိုက်ရ၏တိုးမဟုတ်မတိုက်ရဟုပြန်ဆိုကြ၏ထိုတို့တဦးနှင့်တဦးနှုတ်ဆက်ကြစဉ်တွင် ရာခေလသည်မိမိအဖအီတိုးတို့ကိုထိမ့်ရသည်ဖြစ်၍တိုးတို့ကိုဆောင်လျက်လာ၏ရာကုတ်သည်မိမိဦးဤလာပန်ဤသမီးရာခေလနှင့်ဦးဤလာပန်ဤတိုးတို့ကို မြင်သောအခါ အနီးသို့ရှင်းကပ်၍ရေတွင်း၌ဖုံးအုပ်သောကြောက်ကိုလှိမ့်လံပြီးလျင်ဥကြီးလာပန်ဤသူတို့ကို ရေတိုက်လေ၏ထို့နောက်ယာကုတ်သည်ယာခိလကိုနမ်း၍ကျဲသောတန်နှင့်ငိုလေ၏မိမိသည်ယာခိလ၏အဘဤတူရေဘက်ကဤသားဖြစ်ကြောင်းကိုကြားပြောလျင်ယာခိလသည် ပြေး၍မိမိအဘအားပြန်ကြားလေ၏လာဘန်သည်မိမိတူယာကုတ်၏တည်င်းစကားကိုကြားသောအခါ ကြိုးဆိုခြင်းကအလင်းအမြန်သွား၍ပိုက်ဖက်နှမ်းရှုပ်လျက်မိမိအိမ်သို့ဆောင်သွားလေ၏။ယာကုပ်သည်လည်းမိမိအမှုရှိသည်များကိုကြားပြောလျင် လာဘန်ကအကယ်စင်စစ်တင်းသည်ငါ့အယိုးအသားပင်ဖြစ်၏ဟုဆိုလေ၏။အခန်းငယ်15အခန်းငယ်15သည် လေအာနှင့်ယာခိလကိုယာကုပ်ထိမ်းများခြင်းအကြောင်းဖြစ်သည်။ယာကုပ်သည်တလခမ်းမြနေပြီးမှ လာဘန်ကတင်းသည်ငါတူဖြစ်သောကြောင့်အကျိုးမဲ့ကြုံခံရမည်လောခံလိုသောအခါကိုငါအာပြောလောဟုဆိုလေ၏ထိုအခါလာဘန်၌သမီးနှစ်ယောက်ရှိ၏အကြီးကလေအာအမည်ရှိ၏အငယ်ကယာခေလအမည်ရှိ၏လေအာကမျက်စိနူးညံ့၏ယာခေလကပုံပြင်ရင်ကျေး၍အသွေးအစင်းလှ၏ယာကုတ်သည်ယာခေလကိုရှစ်သောကြောင့်လာဘန်အား ်ဦးမင်းသမီးငယ်ရာခေလကိုရချင်းကခုနှစ်နှစ်အစီခံပါမည်ဟုဆိုလျင် လာဗန်က အခြားသောသူအားပေးစားသည်ထက်တင်အားပေးစားသောตา၍ကောင်း၏ငါနှင့်အတူနေလို့ဟုဆို၏ရာကုတ်သည်လည်းရာခေလကိုရချင်းကခုနှစ်နှစ်အစီခံလေ၏ရာခေလကိုချစ်သောကြောင့်ခုနှစ်နှစ်ကိုနဲသောနေ့ရက်ကဲ့သို့ထင်မှတ်သည်ရာကုတ်ကလည်းချင်းချက်သောအချိန်စေ့ပါပြီ ကျွန်ုပ်ဒီမယားနေဆန်းဖို့ရာ ပေးစားပါဟု လာဗန်အားဆိုလျင်လာဗန်သည် ထိုရက်၌နေတော်သူအပေါင်းတို့ကိုစုဝေးစေ၍ပွဲလုပ်လေ၏ညာဦးအရှင်ရောက်မှဇီးလပအမည်ရှိသောဂျုံမကိုတမိလေအား၌လက်ဖွဲလျက်ထိုတမိကိုဆောင်းသွင်း၍ယာကုတ်သည် သူနှင့်ဆက်ဆံလေ၏နနက်အရှင်ရောက်မှယာကုတ်သည် ကြည့်ရှုသောအခါလေအားဖြစ်ကြောင်းကို သိမြင်လျင် လာဘန်ထံသို့သွား၍အကျွန်ုပ်၌ပြုသောအမှုကအဘယ်သို့နည်းအကျွန်ုပ်သည်ယာခေလကိုရခြင်းက အစေခံရပြီမဟုတ်လောအကျွန်ုပ်ကိုအဘယ်ကြောင့်အလှဲ့စားသနည်းဟုဆိုသောလာဘန်ကငါတို့ပြည်နိုင်သမီးကြီးကိုမပေးစားမီအငယ်ကိုမပေးစားရခုနှစ်ရက်စီအောင်ငံ့အောင်လောနောက်တစ်ပံခုနှစ်နှစ်အစေခံရသည့်အတွက်ယာခေလကိုလည်းတင့်အားပေးအုံးမီဟုဆိုသည့်အတိုင်း ယာကုပ်ဝန်ခံ၍ခုနှစ်ရက်ရှိပြီးမှ လာဗန်သည်ပြီးလဟာအမိရှိသောဂျွန်မကိုလက်ဖွက်လျက်တမိယာခေလကို ပေးစားလေ၏။ယာကုပ်သည်ယာခေလနှင့်ဆက်ဆံ၍လေအားကိုချစ်သည့်ထက်တာ၍ချစ်၏။လာဗန်ထံမှခုနှစ်နှစ်အစီခံလေ၏။အခန်းငယ်31အခန်းငယ်31သည်ယာကုပ်၏တမိများအကြောင်းဖြစ်သည်။လေအားသည်အမုန်းခံရသည်ကိုထာဝရဘုရားသိမြင်၍ တားဖွားရသောအခွင့်ကို ပေးတော်မူ၏။ယာခိလမူကားမြုံ၏။လေအာသည်ပရိသေယူသည်ဖြစ်တားကိုဖွားမြင်၍ယူပင်အမိဖြင့်မှဲ့လေ၏။အကြောင်းမူကားထာဝရဘုရားသည်ငါ၏စင်ရဲခံခြင်းကိုအမှန်ကြည့်မြင်တော်မူပြီ။တို့ဖြစ်၍ယခုငါလင်သည်ငါကိုချစ်လိမ့်မည်ဟုဆိုသည်။တဖန်ပရိသေကိုယူပြန်၍တားကိုဖွားမြင်တော်ငါသည် အမုန်းခံရသောကြောင့်ထာဝရဘုရားကြားသောကြောင့်ဤသားကိုလည်းပေးသနာတော်မူပြီဟု ဆိုပြီးလျှင်ထိုသားကို ရှိမောင်အမိဖြစ်မှဲ့လေ၏တဖန်ပရိသေယူပြန်၍သားကို ဖွားမြင်တော်ငါလင်အားသားသုံးယောက်ကိုငါဖွားမြင်သောကြောင့်ယခုတခါသူသည်ငါနှင့်ပေါင်းဖော်လိမ့်မည်ဟုဆို၍ထိုသားကို လေဝိအမိဖြစ်မှဲ့လေ၏တဖန် ပရိသတ်တွေယူပြန်၍တားကိုဖွာမြင်တော်ထာဝရဖျားကိုယခုငါရှိမွန်းမြဟုဆိုသည်ဖြင့်ထိုတားကိုယူဒအမိဖြင့်မှဲ့လေ၏ထို့နောက်တားပြတ်၍မဖွာဘဲနေ၏ကဘာဦးချမ်းအခန်း29ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားတော်သူအယောက်စီတိုင်းဖျားသခင်တာ၍ကောင်းကြီးပေးပါစေအာမင်